ဒီလူရဲ့နာမည်ကဒန်နီနက်စ်ပါသူကဆော့လေးလုတာတယောက်ဖြစ်ပြီးသူ့ရဲ့ဘဝကတော်တော်ကလေးကိုမှအဆင်မပြေတာကြာနေခဲ့ပါပြီအဲ့ဒီတပတ်မှဆိုရင်သူတို့တွေကလှုပ်အားလှဆာမရကြပါဘူးဘာကြောင့်လဲဆိုရင်အိမ်ဝယ်မဲ့လူရဲ့ချင်းဝေလျှောက်လွာကိုဘန်ကပယ်ချလိုက်လို့ပါဒန်နီကတာလီတယောက်ထဲကိုပြုစုစောက်ရှောက်နေရတဲ့ဖခင်ဖြစ်ပြီးတော့ဒါဖြစ်သူရဲ့နာမည်ကကော်နာနက်ပဲဖြစ်ပါရင်းအဲ့ဒီနေ့ကဒန်နီတို့တာဖာနေအောင်သူတို့အိမ်ရဲ့အပေါင်းခံထားတဲ့ အကျွေးနောက်ကျမှုအတွက် ရုံးတော်မှာကြားနာပွဲရှိလို့ရောက်လာကြပါရင်တရားခွင်ပြီးတော့တရားသူကြီးကဘန်မှာဝယ်မဲ့လူအစ်စ်ရှိနေပြီဆိုပြီးဒန်းနစ်နဲ့သူ့ရဲ့မိသားစုကိုအိမ်ကနေထွက်ပေးဖို့အမိန့်ချမှတ်လိုက်ပါရင်စိတ်ပြက်လက်ပြက်နဲ့ဒန်းနစ်ကရုံးကနေထွက်လာခဲ့ပါရင်သူကအဲ့ဒီအိမ်မှာမွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီးတော့ခဏလောက်အချိန်ပေးပါဦးလို့တောင်းပန်နေခဲ့ပေမဲ့သူ့ကိုဖယ်ပေးဖို့အတွက်ပဲတိုက်တွန်းလိုက်ကြပါရင်ဒီလိုနဲ့အိမ်ပြန်ရောက်တော့ဒန်းနစ်ရဲ့အမိဖြစ်သူ လင်းနက်ကအိတ်ခမ်းအထင်မှာစပင်ရတဲ့အလုပ်လေးလုပ်ကန်နေတာဆိုတော့အိမ်ဆုံးရှုံးလဲရတာကမိသားစုတစ်ခုလုံးအတွက်တကယ်ကိုမှအကြီးအကျယ်ထိခိုက်စေမှာပါဒီလိုနဲ့အိမ်ကိုပြင်ရနိုင်ဖို့အတွက်ဒန်းနစ်ထားအခမဲ့ဥပဒေအကြံပေးရဖို့အတဲတန်စူးစမ်းပေမဲ့အရှိနီပဲဖြစ်ခဲ့ပါရင်း နောက်တနေ့မှာရက်ဆက်တဲ့အင်ချန်မီပွဲစားရစ်ကာဘာဟာရဲရရှိတယောက်နဲ့အဖွဲသားဝေကိုခေါ်ပြီးရောက်လာခဲ့ပါပြီးရဲရရှိကတကားခေါက်တော့ဒန်နီရဲ့ယင်ထဲမှာဒိတ်ခနဲ့ဖြစ်သွားခဲ့ပါပြီးရစ်နဲ့ဘယ်လိုမျိုးယင်ဆိုင်ရမလဲမတိတော့ပါဘူးအမေဖြစ်သူလင်းကတော့လူဝေကိုယင်ဆိုင်ပြီးသူရဲ့အခြေအနေကိုရှင်းပြဖို့တိုက်တွန်းပါပြီးဒါပေမဲ့ဒန်နီတကားဖွင့်လိုက်တာနဲ့အရာရှိကတရားရုံးကချမှတ်ထားတဲ့အင်္ဂနီဖေရှားခိုင်းတဲ့အမိန်ကိုအကောင့်ထဲပို့ဖို့ရောက်လာတာဖြစ်တဲ့အကြောင်းချက်ချင်းပဲပြောပါရင်းတရားသူကြီးလက်မှတ်ထိုးထားတဲ့ဇွဲစတန်းကိုလည်းပြပါရင်း ဒန်နစ်နဲ့လင်းတို့ကဘလောက်ပဲအချိန်ပိုတောင်တောင်ရစ်ကတော့နေရာမရွှေ့ပဲအင်္ဂနေထွက်ခိုင်းနေခဲ့ပါပြီလင်းအနေနဲ့တရက်လေးပဲတောင်းပန်ပေးမယ်လေရဲရရှိကတော့ခိုင်မာနေခဲ့ပါရင်ပြည့်စည်ပြီးကောက်ဖို့အတွက်နှစ်မိနစ်ပဲအချိန်ပေးမယ်မဟုတ်ရင်တော့ဖမ်းမယ်လို့ပြောလိုက်ပါရင်တို့အလုံးကအခြေတင်ပြောဆိုရင်းနဲ့ပဲအခြေအနေကပူပူပြီးစိတ်လှုပ်ရှားစရာဖြစ်လာခဲ့ပါပြီ။ဒန်နစ်နဲ့လင်းတို့ကတခြားသူပိုင်တဲ့အမိကိုဂျူးကြော်ဝင်ရောက်သူ့ရဲ့ဖြစ်သွားပြီမလို့အရေးကြီးပစ္စည်းကိုအလင်းအမြန်ပဲထုတ်ပို့ကြရပါရင်အခြေအနေကိုလက်ခံဖို့ကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူး။ ပို့ပြီးစိုးနေတာကကော်နာလီဟာចောင်းကနေအင်ကိုပြင်ရောက်လာတဲ့အခါမှာပဲဒီလိုမျိုးအင်ကနေနင်းထုတ်ခံလိုက်ရတာနဲ့တက်တက်ကိုတိုးတော်တာပါသူရဲ့မျက်စိရှိကကပ်ဘေးကိုကလေးကနားမလည်နိုင်ဘူးဖြစ်နေခဲ့ပါရင်မကြခင်မှာပဲသူရဲ့ပစ္စည်းတွေကအင်အရှိမျက်ခင်းအပေါ်မှာပုံနေခဲ့ပါပြီရေက24နှစ်အတွင်းပစ္စည်းတွေမရွှေ့ဘူးဆိုတော့ဒီပစ္စည်းအားလုံးကိုတင်ပြီးလွတ်ပြစ်မယ်လို့ပြောပါရင်ဒီလိုနဲ့မိသားစုဟာဘန်ကတင်းသွားလို့နင်းထုတ်ခံလိုက်ရတဲ့လူရဲ့အများကြီးရှိတဲ့ကျင်းမြောင်းတဲ့မိုတယ်အခန်းလေးစီပြောင်းရွှေ့နေထိုင်ကြရပါရင် စောက်လွေရေလောက်တာဒန်းနစ်ကချက်ချင်းအလုံးရှာဖို့လိုအပ်နေခဲ့ပြီမဲ့အဲ့ဒီအချိန်မှာအလုံးရဖို့ဆိုတာကအရန်ကမှခက်ခဲနေခဲ့ပါရင်းလင်းဟာဆွေမျိုးရေးစီခိတပြောင်းနေဖို့အကြံပေးပြီမဲ့ဒန်းနစ်ကတော့လက်မခံပါဘူးကော်နာကြောင်းမပြောင်းရအောင်တငယ်ရှင်းနေနဲ့မကွဲရအောင်ဒီမျိုးမှာပဲနေဖို့ဆုံးဖြတ်ထားပါရင်းတမနဲ့မှာဒန်းနစ်ကပျောက်နေခဲ့တဲ့စောက်လွေရေပစ္စည်းကုရယာဝေကိုပြန်ယူဖို့တွားခဲ့ပါရင်း ိမ်အနေထုတ်ခံရတဲ့နေ့ကရေရအဖွဲတောင်းဝင်ယူသွားခဲ့တယ်လို့သူတန်တရာရှိနေခဲ့တာပါသူ့ရဲ့ပစ္စည်းတွေပြင်ရဖို့အတွက်အဲ့ဒီအိမ်ကိုတွားတောင်းပြင်မဲ့သူအစီအစဉ်ဆွဲထားတယ်လို့မျိုးမဖြစ်ခဲ့ပဲအခြေအနေကပိုဆိုးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရစ်ကဒန်နစ်ဟာတော်တဲ့လက်တမားစွာကိုတိတော့အခြေအနေကိုရှော့ရှာဖို့အလုပ်တစ်ခုကမ်းလှမ်းပြီးသူ့ရဲ့အဖွဲနောက်ကိုလိုက်ခဲ့ဖို့ပြောပါရင်းဒန်နစ်ကသူ့ရဲ့ကြိယာဝေးပျောက်နေတာစိတ်တုန်နေခဲ့ပေမဲ့ အလုတ်ကိုလက်ခံဖို့ကလွယ်ပြီးရွေးရှင်စရာမရှိတာကိုတိခဲ့ပါရင်းအဲ့ဒီနောက်သူကရေပိုက်ပြက်တနာဆူဆူရွာဖြစ်နေခဲ့တဲ့အိမ်တိမ်ကိုလိုက်သွားခဲ့ပါရင်းပိုက်တွေပိတ်ပြီးအငဲ့အကျွေးကပြန်ထွက်နေတာကြောင့်တအိမ်လုံးကအနံ့အသက်ဆိုးပြီးလုံးဝကိုတုံးမရတဲ့အခြေအနေဖြစ်နေခဲ့ပါရင်းရေရဲ့ပုံမှန်အလုတ်တမောင်ကဒီလိုမျိုးငစ်ပတ်တဲ့အလုတ်ကိုမလုံရှင်ကြပါဘူး ဒန်နီဟာအခွင့်အရေးကိုမြင်သွားခဲ့ပြီးချက်ချင်းပဲအရှိကိုထွက်လာပါရင်အလို့အတွက်ဒေါ်လာ250ကျိုတင်ငွေပေးချေဖို့အတွက်တောင်းဆိုပါရင်ကံကောင်းစွာနေပဲရစ်ကသဘောတူလိုက်ပါရင်သဘောတူပြီးတော့ဒန်နီတယောက်အိမ်ထဲကိုဝင်သွားပြီးမဲ့အွန်ချင်းစရာကောင်းတဲ့အနံ့ကြောင့်တမနစ်အတွင်းပြန်ပြီးထွက်လာရပါရင်ရေကသူ့ကိုအချိုရည်တစ်ခုကမ်းပေးပြီးတော့ဒန်နီအနေနဲ့ဘလို့အလုပ်မျိုးလုပ်နိုင်တယ်လဲလို့အမေပါရင်ဒန်နီကဆောက်လွေးလုပ်ငန်းရဲ့အပိုင်းအလုံးဒီပါကိုခိုင်းသွင်းနိုင်တဲ့အကြောင်းပြန်ဖြေပါရင်စိတ်အေးသွားပြီးတော့ဒန်နီအိမ်ထဲကိုပြန်ဝင်သွားခဲ့ပါပြီး နှစ်များစွာလောက်ကင်ခဲ့တဲ့စောက်လို့ရဲ့လောက်သားတယောက်ရဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့တခြားလူတို့ချို့ကိုကူညီဖို့အတွက်ဆွဲဆောင်နိုင်ခဲ့ပါပြီသူရဲ့အရေးအရှင်းကြောင့်အဲ့ဒီနေ့မှာဒေါ်လာ150ကိုသူရခဲ့ပါပြီဒါပေမဲ့ဒီပိုက်ဆံဘဲကနေရတလဲစွာကိုသူ့အမိနဲ့တားကိုတော့ပြောပြလို့မဖြစ်ပါဘူးသူတိတဲ့လောက်ဖို့ကင်ဖက်တေစီကအလို့ရခဲ့တာပါလို့ညာပြီးပြောခဲ့ပါပြီနောက်တစ်ချိန်မှာတော့ဒန်နီထာရေရဲ့အင်ကိုတွားလိုက်ပြီးလေအေးပေးဆက်ပြက်နေတာကိုပြင်ပေးဖို့တာဝန်ရခဲ့ပါပြီသူ့ရဲ့အသွေးအကြုံအရအဲ့ဒီအလို့ဟာသူ့အတွက်တော့ အလွယ်ကလေးဖြစ်ပြီးခဏလေးအတွင်းပြီးသွားခဲ့ပါပြီရေကာဒန်နစ်ကိုသူနဲ့အတူခေါ်သွားပြီးတော့သူဘာလုပ်နေတယ်လဲဆိုတော့ကိုရှင်းပြရင်းနဲ့ပဲစီပိုင်လုပ်ငန်းမှာအကျိုးသူပူပေါင်းဖို့ကန့်လန့်ပါရင်သူတို့ကားမောင်းတွိုင်းနေပဲရေကာသူ့ရဲ့အင်ဂျင်ရှင်တယောက်ဟာသူတင်းယူထားတဲ့အိမ်တလုံးကနေရေခိုးယူနေတာကိုတတိထားမိပြီးတော့ချက်ချင်းအေးယူပါရင်ယုံကိုဖုံးဆက်ပြီးအင်နီနာရှင်ရဲ့နာမည်ကိုအမြန်ဆုံးစုံစမ်းလိုက်ပါရင်အဲ့ဒီလိုကတော့ Frank Green မှာ Frank ကလည်းဒန်နစ်လိုပဲအခြေအနေတူနေတာကိုတွေ့ရပါရင် သူ့ရဲ့အိမ်ကိုလည်းရပ်ပေါင်း90အတွင်းဘန်ကတိမ်းယူတော့မှာပါ friend ရဲ့အခြေအနေကြောင့် Dan နဲ့စိတ်မသက်မသာဖြစ်ပုံရပါရင်ဒါပေမဲ့ Rick ကဒီလိုလူမျိုးတွေနဲ့ဆက်ဆံတဲ့အခါမှာနူးငြမနေဖို့ခက်မှမှတတိပေးပါရင်နောက်ထပ်သူတို့သွားတာက Rick ရောင်းဖို့အတွက်စီစဉ်ထားတဲ့အိမ်ကြီးတစ်လုံးစီကိုပါလိုအပ်တဲ့ပြုပြင်မှုတွေလုပ်ဖို့ Dan နဲ့ကိုညွှန်ကြပါရင်ဒီအလို့အတွက်သူ့ကိုဒေါ်လာ3250တန်ချဲလက်မှတ်တစ်စောင်ပေးလိုက်ပါရင် ဒါဟာသူအရင်ကရတဲ့လဆာတဲ့အများကြီးပိုများပြီးတော့ဒန်နဲ့တန်တရားဝေဝင်လာခဲ့ပါပြီဒီလိုပိုက်ဆက်အများကြီးကသူ့ကိုပြက်တနာဝေယူဆောင်လာမလားလို့သူဆွေးနေခဲ့ပါရင်းစီးပွားရေးသမားရစ်ကရောဒီပိုက်ဆက်အပေါ်မှာစိတ်ပူစရာမလိုအပ်တဲ့အကြောင်းအာမခံပေးပါရင်းဒါကအစိုးရရဲ့ပိုက်ဆက်လည်းမဟုတ်ဘူးညစ်ပတ်တဲ့ပိုက်ဆက်လည်းမဟုတ်ဘူးလို့ရှင်းပြပါရင်းသူ့ရဲ့အိမ်ကိုပြန်ဝင်နိုင်ဖို့အတွက်ပိုက်ဆက်ရရှိတဲ့စိတ်တစ်ခုပဲရှိတဲ့ဒန်နဲ့ဟာရစ်အတွက်အလုံးလို့ဖို့သဘောတူလိုက်ပါရင်းဒန်နဲ့ကချက်ချင်းဆိုသလိုပဲအလုံးအစ်စ်ကိုစလိုက်ပြီး သူ့ရဲ့တာဝန်ကဘန်ကတိမ်းယူဖို့အတွက်စီစဉ်ထားတဲ့အိမ်တွေကိုတွားရောက်ပြီးတော့တရားဝင်အကြောင်းကြားဆွေးအိမ်ပိုင်ရှင်တွေဖြစ်ရမယ့်ပုံစံတွေကိုဝေငှဖို့ဖြစ်ပါရင်မျောလင့်ထားတဲ့အတိုင်းပဲအယယဟာဘယ်တော့မှတော့ချကြောမွေမဖြစ်ပါဘူးစိတ်ပြတ်နေကြတဲ့အိမ်ပိုင်ရှင်တွေစီကနေချင်းချောက်မှုတွေကိုသူမကြာခဏခံနေရပါရင်တချို့အချိန်မှာဆိုရင်ရစ်ကဒန်းနစ်နဲ့သူ့ရဲ့လုပ်ဖို့ကင်ဖက်တွေကိုရောင်းမဲ့အိမ်တွေကပစ္စည်းကိုရတချို့အားဖေရှားခိုင်းတဲ့အလုပ်တစ်ခုထပ်ပေးပါရင်ဒါမှပဲဘန်ကအစ်စ်လဲပေးရမယ် ပြီးတော့သူတို့ကသုံးပြီးသားပစ္စည်းတွေကိုရောင်းပြီးအမျက်ကိုခွဲဝေယူရမှာဖြစ်ပါတယ်ဒီလိုမျိုးအန်ဒီရဲ့အားလုံးကနေသူ့ကိုယ်သူကာကွယ်ဖို့အတွက်လက်နက်တစ်ခုလိုအပ်တယ်လို့ခန့်စားရတဲ့အတွက်ဒန်နီကရစ်ကိုပြောပြပါတယ်ရစ်ကသူ့ကိုယ်တနတ်တလဲပေးလိုက်ပြီးတော့နောက်ထပ်အလုပ်တစ်ခုလည်းပြပါတယ်ဒီတစ်ခါမှာတော့ဘန်ပိုင်အိမ်တွေအားလုံးကိုပိုင်ရှင်တွေစွန့်ပစ်ထားတာဟုတ်မဟုတ်စစ်ဆေးဖို့ဖြစ်ပါတယ်ဒန်နီကဇင်းထဲမှာရှိတဲ့အိမ်တွေကိုစစ်ဖို့အတွက်သူ့ရဲ့ဆောက်လို့ရဲ့လုံးဝကိုင်မဲ့ဟောင်းတွေကိုအကူအညီခေါ်လိုက်ပါတယ်အဲ့ဒီအိမ်တွေမှာ 9ရက်နေထိုင်တွေ့လို့မျိုးဟန်ဆောင်ပြီးတော့တရားဝင်ဆွဲစတဲ့နေ့ကိုဖြည့်ခိုင်းလိုက်ပါရင်ဒီနည်းနဲ့ပဲသူနဲ့ Rick ကအဲ့ဒီလူတွေကိုစန္ဒအလျောက်ထွက်ခွာပေးဖို့အတွက်နောက်မှပိုက်ဆံပေးလို့ရမှာပါတကယ်တော့ဒန်နီထာအစိုးရပိုက်ဆံကိုအတုံးပြူပြီးဗန်လုပ်ငန်းစနစ်ကိုတမင်တကာရှုပ်ထွေးအောင်လုပ်တဲ့ Rip နဲ့လက်တွဲလုပ်နေတာ ဖြစ်သွားခဲ့ပါပြီနောက်တစ်ကြိမ်မှာဒန်နီက Rip နဲ့အတူပုံမှန်အတိုင်းအလုပ်လုပ်ရင်းနဲ့ပဲသူတို့အရင်ကရောင်းဝယ်မှုတွေကနေရတဲ့ငွေတောင်းတွေကိုရည်သွက်နေကြပါရင် ဒီအချိန်ဒီအားလုံးမှာ red ကန်းလန်းတဲ့အပူစုချင်းတွေကိုဒန်းနစ်ကလက်မခံပဲ red ကိုပဲတိန်းထားခိုင်းခဲ့ပါရီစုဆောင်ထားတဲ့ပိုက်ဆံတွေနဲ့သူ့ရောင်ဩစာအာနာကိုအသုံးပြုပြီးတော့သူ့မိသားစုအိမ်အဟောင်းကိုပြန်ရအောင်ကူညီပေးဖို့ဒန်းနစ်ကတောင်းဆိုပါရီ red ကလည်းသဘောတူပြီးဒန်းနစ်အသိန်းခံထားရတဲ့အိမ်ကိုပိုင်ဆိုင်တဲ့ corporation စီကနေပြောင်းဝယ်ပေးဖို့အတွက်ကူညီမယ်လို့ကတိပေးပါရီ red ကဒန်းနစ်အတွက်စာချုပ်တစ်ခု ရေးဆွဲပြမှာပါဒါပေမဲ့အိမ်ကဗန်းစနစ်ထဲကိုရောက်ရှိပြီးရောင်းဖို့အတွက်အသင့်ဖြစ်တဲ့အခြေအနေကိုအတိပြုပြီးတဲ့အထိအာလုံးဆောင်ရမှာဖြစ်ပါလိမ့်ဗန်ကဇွဲစတန်းတွေအပီးတတ်တဲ့အထိဒန်းနေတရားဝင်ဝင်နေလို့မရသေးပါဘူးဒါပေမဲ့မကြခင်မှာသူ့မိသားစုအိမ်ပြန်ရတော့မယ်ဆိုရင်စိတ်နဲ့ဒန်းနေတရားအရန်ကိုပြောနေခဲ့ပါလိမ့်ရေကနောက်တစ်မျိုးထပ်ပြီးပြောပါလိမ့်သူတို့ကနောက်ထပ်တာဝန်ကတော့အိမ်တိုင်ကိုဖျက်ရှားခိုင်းဖို့ဖြစ်ပြီးအဲ့ဒီအိမ်ပိုင်ရှင်ကပြန်ပြီးတွန်းလှန်နေသူဖြစ်ပါလိမ့် ရစ်ကဒန်နစ်ကိုတနက်အားအတင်းပြင်ထားဖို့ညွှန်ကြားပါရင်းဒီအလုံးနဲ့ရင်းနှီးသွားအောင် တင်ပေးမယ်လို့လည်းပြောပါရင်းအစမှာဒန်နစ်ကကိုရိုင်းအိမ်ဖေရှားခံရမှာကိုမတက်မတသလိုမျိုးခံစားနေရပါရင်းဒါပေမဲ့ရစ်ကသူ့ရဲ့နောက်ခံအကြောင်းကိုထုတ်ဖော်ပြောပြရင်းနဲ့ပဲပြင်းထန်တဲ့သင်ခန်းစာပေးလိုက်ပါရင်းသူ့အဖေဟာစုလက်နေနေလေးအတွက်ခါနာတဲ့အထိအလုံးလုံးခဲ့ရတဲ့ဆောက်လို့ရဲ့လောက်တာဖြစ်ပြီးတော့တခါတလေဆိုရင် ခေါမိုးပေါ်ကနေတော့မှပြုတ်ကျဖူးတယ်လို့ပြောပါရင်သူ့မိဘဝေရဲ့ဆင်းရဲတဲ့စီးပွားရေးအခြေအနေကရစ်ကိုတမန်အင်ချမ်းပြေပွဲစားတယောက်ထဲပို့ဖြစ်လာအောင်သွန်းပို့ပေးခဲ့တာပါလို့ပြောပါရင်ဒါကြောင့်သူဟာငစ်ပတ်တဲ့နီလန်းတွေနဲ့ပိုက်ဆံရှာနေတာဖြစ်ပြီးတော့အစိုးရကသူတို့လူတွေရဲ့ဒုက္ခဝေကိုလည်းဘယ်တော့မှခ ्यु ဆိုင်မှာမဟုတ်ဘူးလို့ပြောပါရင်ဒီစကားရဲ့လုံဆောင်မှုကြောင့်ဒန်နစ်ဟာဖေရှားခိုင်းတဲ့အလုပ်ကိုကင်တွယ်ဖို့အတွက်တဘောတူခဲ့ပါရင်သူဟာရစ်လောက်တာကိုမြင်ဖူးထားတဲ့အတွက်ကိုယ့်ဘက်တာကိုလှုပ်ရှင်တယ်လို့ဆုံးဖြတ်ပါရင် အလုံးလုံးနေတဲ့နေ့မှာဒန်နီကရစ်ဟာသူ့ကိုအရင်ကလှုပ်ခဲ့တယ်လို့မျိုးအတိအကျလှုပ်ဆောင်လိုက်ပါရင်ဒါကြောင့်သူကအိမ်ပိုင်ရှင်ကိုမင်းရဲ့အိမ်ကိုဘန်ကတင်ထားပေးပါပြီဒါကြောင့်ဒီကနေ့ပဲထွက်သွားပါလို့ပြောပါရင်ဒါပေမဲ့ပိုင်ရှင်ကတော့ဒီကနေ့ကျွန်တော်ထွက်သွားလို့မရပါဘူးလို့ဆက်ပြီးငင်းနေခဲ့ပါရင်ဒါပေမဲ့ဒန်နီကတော့မဟုတ်ဘူးခင်ဗျားတို့လင်မယားကကျူးကျော်သူ့ရဲ့ပဲခင်ဗျားတို့ကိုထောင်ထဲဝင်ရတဲ့အထိလှုပ်လိုက်မယ်ရွေးချယ်ခွင့်ကခင်ဗျားတို့စီမှာပဲလို့ဆက်ပြောခဲ့ပါရင်ဒန်နီကကြီးမားတဲ့စိတ်ခံစားမှုပြိပခဝေကြုံနေရပါပြီ တစ်ဖက်မှာသူကအလုပ်ကိုလုပ်နေခဲ့တာဖြစ်ပေမဲ့နောက်တစ်ဖက်မှာတော့အင်ပန်ရှင်တွေရဲ့ခံစားရမယ့်ခံစားချက်ကိုသူအတိအကျသိပါရင်းဘာကြောင့်လဲဆိုရင်သူကိုယ်တိုင်အဲ့ဒီလိုမျိုးကြုံခဲ့ဖူးလို့ပါကိုယ့်အင်ကနေအနစ်ထုတ်ခံရတဲ့ဝမ်းနည်းမှုကိုသူကိုယ်တိုင်သိပါရင်းဒီလိုနဲ့တနေ့မှာဒန်နစ်ကသူ့အမေနဲ့ကော်နာကိုသူတို့ရဲ့အိမ်အဟောင်းစီပြန်ခေါ်သွားပါရင်းလင်းနဲ့ကော်နာတို့ကအိမ်ထဲကိုပြန်ဝင်ခွင့်ရတာဟာအံ့ဩသွားကြပါပြီဒန်နစ်ကသူတို့ရဲ့အိမ်ကိုပြန်ဝင်နိုင်ခဲ့ပြီလို့ရှင်းပြပါရင်းသူရဲ့တထေးကပိုက်ဆံပေးထားတာဖြစ်ပြီးတော့သူပြန်ဆက်ရမယ်လို့ပြောပါရင်း ဒါပေမဲ့သူရစ်အတွက်အလုံးလုံးနေတယ်ဆိုရင်အမန်တရားကတော့သူ့အမေစီကနေဆက်လက်ဖုံးကွယ်ထားပါရင်သူတို့ကအိမ်မှာနေလို့မရသေးပါဘူး။ဗန်ရဲ့အပိတအတိပြုချက်ကိုစောင့်ရလိမ့်မယ်လို့အမေဖြစ်သူအားတတိပေးလိုက်ပါရင်ဆွဲဆက်တန်းဒီ PC ဖို့အတွက်စောင့်နေတဲ့အချိန်မှာဒန်နီကအိမ်တွေကနေဖေရှားခိုင်းတဲ့သူ့ရဲ့အလုပ်ကိုဆက်လက်လုပ်ကင်ခဲ့ပါရင်ဒီအလုပ်ကိုလုပ်လေလေသူ့ရဲ့စိတ်နှလုံးသားကဒီတောင်းဝန်နဲ့ပို့ပြီးတော့အသားကျလေလေပါ။ဒါပေမဲ့အိမ်တိုင်းကတော့သူ့ကိုတုံလုံးစေခဲ့ပါရင် သူဟာတယောက်တည်းနေထိုင်တဲ့အသက်ကြီးတဲ့အမျိုးသားတယောက်ရဲ့အိမ်ကိုဖယ်ရှားခိုင်းခဲ့တာပါအဲ့ဒီအဖိုးကြီးစီမှာသွားစရာတခြားနေရာမရှိတဲ့အတွက်ရဲရရှိဝေကသူ့ကိုလူမှုဝန်ဆောင်မှုဌာနစီလိုက်ပို့ပေးခဲ့ပါရင်းအိမ်တွေရှင်းလင်းတဲ့နေရာမှာအလုတ်ကောင်းကောင်းရတဲ့အတွက်ရစ်ကဒန်နစ်ကိုအမြဲတမ်းဝန်ထမ်းအဖြစ်ရာထူးတိုးပေးလိုက်ပါရင်းဒန်နစ်ဟာအရေးကြီးတဲ့အိမ်ချမ်းပြေလုပ်ငန်းအစည်းအဝေးတွေမှာရစ်နဲ့အတူလိုက်ပါခဲ့ပါရင်းအစည်းအဝေးတစ်ခုမှာဆိုရင်ယင်းဒီမြို့နယ်သူတယောက်ကသူ့ရဲ့ဒေတာကိုဝင်လာပြီးတော့ပြိုင်ဖက်ပွဲစား Othin နဲ့ပူပေါင်းနေကြောင်းတယောက်ကတင်ပြပေးပါရင်း ဒီဒီလောက်ရထားသူတို့ရဲ့စီးပွားရေးတိုးတက်မှုကိုရှုပ်ထွေးစီနေမှာရိရေကာအော်ထစ်ကိုတည်တဲ့အကြောင်းနဲ့ယင်းဒီမြုံနံသူဟာသူ့ရဲ့အဖွဲနဲ့ဝဝေးနေအောင်အာမခံနေတဲ့အကြောင်းသူ့အထက်လူကြီးကိုအာမခံပါရင်တထေရောင်းချင်တဲ့အင်အရေးအတွက်ဘလောက်ပဲဖြစ်ဖြစ်ရောင်းပေးနိုင်တယ်လို့လည်းဂတိပေးပါရင်တထေကအင်အလုံးတထောင်ရောင်းချင်တယ်လို့ပြောပါရင်ဒါဟာကြီးမားတဲ့အရေးအတွက်ဖြစ်ပြီးတော့ကြီးမားတဲ့အမြတ်အစွန်းကိုလည်းပေးနိုင်မှာပါအစီအဝေးပြန်တော့ရေကာဒန်နေကိုအော်ထစ်အားလိုက်ဆောင်ကြည့်ပြီးတော့ယင်းဒီမြုံနံသူနဲ့ သူ့ရဲ့သဘောတူညီချက်အကြောင်းအချက်လက်တွေကိုတူးဖော်ဖို့အလုပ်အတစ်ပေးပါရီဒီအလုပ်အတွက်ဒန်နီကသူဖန်တီးပေးနိုင်တဲ့နောက်ထပ်အရာဝယ်ဝေးကနေဆေးရခိုင်နှုန်းကိုတသက်သာခွဲဝေရရှိမှဖြစ်ပါရီဒန်နီထားအော်ထစ်ကိုလိုက်ပြီးတော့ရစ်အတွက်လိုအပ်တဲ့ထောက်လိုင်းအချက်လက်တွေကိုစုဆောင်းနေခဲ့ပါပြီလိုက်နေနဲ့ပဲဖရန့်နဲ့သူ့မိသားစုကိုတွေ့တွားခဲ့ပြီးတော့သူ့စီကိုတွားရောက်စုံစမ်းဖို့ဆုံးဖြတ်ပါရီဒါပေမဲ့သူရစ်အတွက်အလုံးလုံးနေတာ friend တိနေတဲ့အတွက်သူ့ကိုကြိုးဆိုတာမရှိပါဘူး friend ကအခမဲ့ကူညီနေတဲ့ရှင်းနေကောင်းကောင်းတဲ့ ဒိန်စီခံရမှုကိုတိုက်ထုတ်ဖို့အတွက်အသင့်ရှိနေတဲ့အကြောင်းနဲ့တရားရုံးမှာအနိုင်ရမယ်လို့ယုံကြည်နေတဲ့အကြောင်းပြောလိုက်ပါရင်းဒန်နီကိုထွက်သွားဖို့လည်းတောင်းဆိုခဲ့ပါရင်းအဲ့ဒီနောက်မကြခင်မှာအော်ထစ်ကနေရအမျိုးမျိုးမှာအိမ်ယာရာပေါင်းများစွာကိုရောင်းချတော့မယ့်အခြေအနေရှိနေတဲ့အတွက်ဈေးကွက်ဝေစုဆုံးရှုံးနိုင်ရှိကိုရစ်နဲ့ဒန်နီတို့ဆွေးနွေးကြပါရင်းဒါပေမဲ့ဒန်နီကပြည့်ရဲ့ကြွယ်ဝတဲ့အစီအစဉ်တစ်ခုကိုဖန်တီးပါရင်းအော်ထစ်ရောင်းတော့မယ့်အိမ်ဒီဟာလေအေးပေးဆက်တွေရေစုပ်ဆက်တွေနဲ့ မီးဖို့ချောင်းသုံးပစ္စည်းဝေကိုဖယ်ရှားပစ်ဖို့သူအကြံပြုပါရင်းရေကအဲ့ဒီအလားအလာကိုချက်ချင်းနားလဲပါရင်းရင်းနှီးမြှုပ်နှံသူကအော်ထစ်နဲ့ပူပေါင်းဆွဲမှုကိုဖြတ်သိမ်းပြီးတော့သဘောတူညီချက်ကိုလည်းရက်ဆိုင်မှာဖြစ်ပါရင်းပြီးတော့ရေကဘန်ကိုတရက်ဆက်သွင်းနိုင်မှာဖြစ်ပါရင်းသူတို့ရဲ့အစီအစဉ်ကိုစတင်ခဲ့ပြီးတော့အပြည့်အဝအောင်မြင်ခဲ့ပါရင်အဲ့ဒီနောက်ပိုင်းဘန်ကယင်းနေမြို့နယ်သူအော်ထစ်နဲ့သဘောတူညီချက်ကိုတကယ်ဖြတ်သိမ်းလိုက်ပြီးဖြစ်တဲ့အကြောင်းသတင်းပို့ပါရင်လေးပေးဆက်တွေရေစုပ်ဆက်တွေနဲ့မိဖို့ချောင်းသုံးပစ္စည်းများစွာပျောက်ဆုံးနေတော့ကိုလည်းဖော်ပြပါရင် ရင်းနှီးမြှုပ်နှံသူကအော်ထစ်ထားပစ္စည်းတွေယူပြီးအမျက်ရယူနေတယ်လို့တန်တရားရှိခဲ့ပါရင်ရက်ကအချက်ချင်းပဲကံလန်ချက်ကိုပြန်ပေးပါရင်သူနဲ့ဒန်နစ်ကပျောက်နေတဲ့ပစ္စည်းအလုံးကိုပြန်တပ်ဆင်ပေးပါမယ်ဒါပေမဲ့အော်ထစ်ရဲ့ရင်းနှီးမြှုပ်နှံသူနဲ့သဘောတူညီချက်တစ်ခုလုံးကိုသူတို့စီလွှဲပေးဖို့ဖြစ်ပါရင်ဗန်မှာရွေးချယ်စရာမရှိတော့ဘဲနဲ့သဘောတူလဲရပါပြီဒီသဘောတူညီချက်ကိုရပြီးတော့သူတို့ကကြီးမားတဲ့အောင်မြင်မှုပါတီပွဲကိုဆင်နွှဲလိုက်ကြပါရင်ကော်နာရဲ့မွေးနေ့နေ့လယ်ခင်းတစ်ခုမှာမိုတယ်မှာပေါ့ပေါ့ပါကျင်းပါပြီးတော့ ဒန်နစ်ကကွန်နာကိုစပိန်အသစ်တစီဝယ်ပေးပါရီအပြင်မှာစော့နေတော့ဒန်နစ်ဟာမိသားစုတစုမိုဒယ်ကိုရောက်လာတာတွေ့လေရပါရီဒီမိသားစုဟာသူမကြသေးခင်ကအိမ်ဖေရှားခိုင်းခဲ့တဲ့တားကောင်တွေအထက်ကတယောက်ဖြစ်နေခဲ့ပြီးတော့အဖေဖြစ်သူကဒန်နစ်ရဲ့မျက်နှာနဲ့နာမည်ကိုချက်ချင်းပဲမမ်းမိသွားခဲ့ပါရီအဲ့ဒီလူကသူ့ကိုအိမ်ကနေမောင်းထုတ်ခဲ့တာဟာဒန်နစ်ပဲလို့အော်ဟစ်ဆွဆွဲတော့ပါရီမိုတယ်နေထိုင်သူအလုံးကဒီစုငန်းတန်ကိုကြားပြီးတော့ ဒန်နီဟာရစ်အတွက်အလုံးလုံးနေတဲ့ဆွက်ကိုနောက်ဆုံးမှနားလေသွားကြပါလိမ့်ဒန်နီကအဲ့ဒီလူကိုမတိဘူးလို့ငင်းဆန်ဖို့ကြိုးစားပေမဲ့နောက်ဆုံးမှတော့စိတ်ခံစားမှုလွန်ကဲပြီးအမှန်တရားကိုမတော်စထုတ်ဖို့ပြောလိုက်တော့ပါလိမ့်ဒီအဖြစ်ပြတကူလုံးကဒန်နီနဲ့သူ့မိသားစုအတွက်အန်ဒီရဲ့ရှိတဲ့ဆွက်တေချာသွားခဲ့ပါပြီမိုတဲနေထိုင်တူရီဟာများသောအားဖြင့်ဘန်ကအိမ်သိမ်းခံရတဲ့တားကောင်တွေဖြစ်ပြီးတော့ဒန်နီကအဲ့ဒီလိုဖယ်ရှားမှုအများစုအတွက်တာဝန်ရှိသူဖြစ်နေခဲ့ပါလိမ့်လင်ကဒန်နီကိုဒရော့အကြီးရင်းဆိုင်ပေမဲ့ဒန်နီကသူ့ဟာ အသိန်းခံရတဲ့အင်ဒီကိုပြင်တာပဲလို့ဆက်ပြီးလိန်နေပါရင်သူ့ကိုဆွဆွဲနေတဲ့လူရီအားသူ့ဘယ်တော့မှမတိခဲ့ပါဘူးလို့ငင်းပါရင်နောက်ဆုံးမှာတော့ဒန်နီကအချင်းဒီကိုဖြည့်ရှင်းဖို့အပြင်ကိုထွက်သွားခဲ့ပါရင်နောက်တနေ့သူကလင်းနဲ့ကွန်နောက်ကိုခေါ်ပြီးမိုတယ်ကနေပြောင်းရွှေ့ပါရင်မိုတယ်မှာစစ်နေဖို့မလုံခြုံတော့ပါဘူးဒန်နီရဲ့အိမ်အဟောင်းမှာနေလို့မရသေးတဲ့အတွက်သူကအိမ်တလုံးဝယ်လိုက်ပါရင်ဒီအိမ်ကပိုကြီးမပြီးတော့အနောက်ဖက်မှာရေကူးကန်မှာပါပါရင်ဒါပေမဲ့သူ့အမေကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုသဘောမချပါဘူး ရက်စီကရတဲ့ပိုက်ဆံနဲ့ဝေထားတဲ့အိမ်မှာနေဖို့ငင်းပါရင်လူတွေကိုအိမ်ကနေမောင်းထုတ်ပြီးတော့အသက်မွေးကြောင်ပြုတ်နေတာကိုလင်းကအရန်ကိုမှယွန်ရှာခဲ့တာပါနောက်တနေ့မှာရစ်ကဒန်နီကိုယုံခမ်းမှာတွေ့ဖို့ခေါ်ပါရင်းဖရန့်ကသူ့ကိုအိမ်ဖယ်ရှာခိုင်းတာအားတရားရုံးမှာပယ်ဖျက်ဖို့ကြိုးစားနေတယ်ဆိုတဲ့တင်သူတို့ရထားပါရင်းဖရန့်ကအောင်မြင်သွားမယ်ဆိုရင်တော့တခြားလူကြီးကလည်းလိုက်လုံးမှာတေချာပြီးယင်းနေမြို့နံသူအစ်စ်ကသူ့ရဲ့အကြီးစားတဘောတူညီချက်ကနေနောက်ဆုတ်သွားမှာပါဒါကြောင့်ရစ်ကဒန်နီကိုအရေးကြီးတဲ့တာဝန်တစ်ခုပေးပါရင်း တရားရုံးကိုတရားဝင်ထုတ်ပြန်ကြေညာစာတစောင်းပေးဖို့ပါဒါက Frank ကိုဥပဒေအရဆွတ်ဆွဲနိုင်ပြီးတော့သူ့ရဲ့အမှုကိုရှုံးနိမ့်စေမဲ့အထောက်အထားတစ်ခုဖြစ်ပါရင်ဒန်နီကဒါကိုလိန်လယ်မှုလို့ယုံကြည်ပေမဲ့ Ray ကမိနေတဲ့ဆွဲဆက်တန်းတစ်ခုသာဖြစ်တဲ့အကြောင်းပြောပြီးသူ့ကိုဆွဲဆောင်ခဲ့ပါရင်ဒန်နီကလိန်လယ်တဲ့အထောက်အထားကိုပေးတင်မပေးတင်ဆွဲပြင်းထန်တဲ့ကိုကျင့်တရားဆိုင်ရာအကျက်တီးနဲ့ရင်ဆိုင်ခဲ့ပါပြီတရားကျမ်းနာရှင်နီးလာတဲ့အခါမှာဒန်နီထွက်တော့မယ်လို့တော့ Ray ရဲ့လူတယောက်သူ့စီကိုရလာပြီးအထောက်အထားကိုယူတော့ပါရင် ဒန်နီထာအခြေအနေကိုကြည့်နေခဲ့ပြီးတော့ friend ဟာသူ့စနီးနဲ့ကလေးအရှိမအမှုကိုရှုံးနေသွားတာအမြင်လဲရပါရင်ဒန်နီအတွက်ခက်ခဲတဲ့နေ့ကမပြီးသေးပါဘူးအဲ့ဒီနေ့နောက်ပိုင်းမှာဆိုတော့သူ့အိမ်အစ်စ်ကိုရောက်တဲ့အခါမှာသူ့အမေနဲ့သားကမြို့ကနေထွက်သွားပြီးတော့ဆွေမျိုးဝေစီပြောင်းသွားပြီးဆိုတာသိလဲရပါရင်စိတ်ပြအားငယ်မှုတွေလွမ်းမိုးနေခဲ့တဲ့ဒန်နီကသူ့လောက်ခဲ့တဲ့အလုပ်အလုံးအဓိပ္ပာယ်မရှိတော့ဘူးလို့ခံစားလဲရပါရင်နောက်တနေ့ Rick က friend ကိုအိမ်ဖယ်ရှားခိုင်းဖို့ဒန်နီကိုလာကြိုပါရင် ရောက်တဲ့အခါမှာအခြေအနေကအရန်ကိုတင်းမာနေခဲ့ပါပြီ friend ကထွက်လာဖို့ငြင်းဆန်ပြီးတော့သူ့ရဲ့ပိုင်တဲ့အထဲဝင်မယ်ဆိုရင်ရဲကိုပြစ်မယ်လို့ချိန်ကြပါတယ် friend ကတရားရုံးမှာသူနိုင်တင်းမာတယ်ဒါပေမဲ့ဘဲကမှမတိတဲ့အထောက်အထားတစ်ခုကြောင့်နောက်ဆုံးမိနစ်မှာသူရှုံးသွားတာလို့အော်ဟစ်ခဲ့ပါတယ် friend ဟာတရားသူကြီးနဲ့စနစ်ကိုလုံးဝစိတ်ပြတ်ပြီးတော့တစ္ဆာအဖောက်ခံရတယ်လို့ခံစားနေရပါတယ် ဒန်နီက Frank ကိုစကားပြောပြီးတော့စိတ်လျှော့အောင်စူးစမ်းဖို့လဲဆုံးဖြတ်ပါရီနောက်ဆုံးမှာတော့တရားခွင်နေ့ကလိန်လယ်နဲ့ဆွဲစတဲ့ကိုတရားရုံးစီပို့ပြီးခဲ့တာကသူဖြစ်တဲ့အကြောင်းဝန်ခံပါရီဒန်နီရဲ့ဝန်ခံမှုကြောင့် Frank ကစိတ်လျှော့သွားခဲ့ပါပြီဒန်နီရဲ့ဝန်ခံချက်ကသူ့အိမ်ကိုဆက်လက်ထိန်းသိမ်းဖို့တိုက်ပွဲဝင်ရမှာအထောက်အကူဖြစ်စေနိုင်တယ်ဆိုတာသူသိလဲပါရီ Frank အဖမ်းခံလိုက်ရပါရီဒန်နီကိုလည်းသူ့ရဲ့ထုတ်ဖော်ပြောဆိုမှုနဲ့ပတ်သက်ပြီးတော့စစ်ဆေးမေးမြန်းဖို့ရဲကချက်ချင်းပဲဖမ်းဆီးထိန်းသိမ်းပါရီ Frank ကဒန်နီအပေါ်အရန်ကိုစိတ်ပြတ်ပါရီ ဒန်နီဟာထောင်ချနိုင်ရှင်နဲ့အရာအလုံးဆုံရှုံနိုင်ရှင်နဲ့ရင်ဆိုင်နေရပါရီရစ်ကတော့သူ့မှာရှိတဲ့ပိုက်ဆံတဲ့အဆက်အသွယ်တွေအားလုံးနဲ့အတူဒန်နီကသူ့ကိုပါဆွဲချဖို့ကြိုးစားနေတော့မှလွတ်မြောက်သွားမှတေချာပါရီဒန်နီလှုပ်လိုက်တာဟာသူ့ရဲ့အနာကပ်ကိုပြက်စီးစေမဲ့ကြီးမားတဲ့စွန့်စားမှုပါဒါပေမဲ့အဲ့ဒီအချိန်မှာ friend နဲ့သူ့မိသားစုကိုသူရဲ့အိမ်မှာဆက်နေနိုင်ဖို့ကူညီဖို့အတွက်သူ့ရဲ့ကိုရှင်စာတရားကိုရွေးချယ်ခဲ့ပါရီဒီလိုနဲ့ပဲဆလန်ကအဆုံးတတ်ထားခဲ့ပါရီကြီးစုရပြိတ္တများအလုံးကျေးဇူးထူးတင်ရှိပါခင်ဗျာ